ကြိုက်တာမင်းလုံးတရားတဲ့ညံနဲ့လုံးငါတို့ကလက်တွေအားနဲ့မှန်နဲ့ဖြုတ်တာစကားနဲ့အတန်နဲ့မဟုတ်ထပ်ပြီးအဲ့ဒါဘယ်လိုပဲရရှိလဲဆိုတော့မထင်ဘူးပေါ့နော်မထင်ပါဘူးအဲ့အဲ့ဟာကြီးထွက်သွားတဲ့ခါမှာအဲကျွန်တော်လိုအပ်ချက်ရှိသေးရဲ့လို့အဲ့တရှင်းတင်ခံဒီမှာလိုအပ်ချက်ရှိသေးရဲ့လို့ခံစားမိတဲ့အပိုင်းနေမြင်တယ်ထက်မြင်တယ်အဲ့လိုကျွန်တော်တရှင်းတဲ့ပုဒ်တစ်ပုဒ်ကိုမထွက်ခင်မှာအနည်းဆုံး1000ထိုင်းလောက်ရှိမယ်ထောင်နဲ့ရှိမယ်ထင်တယ်ကျွန်တော်နားထောင်တယ်အဲ့ playlist ကျွန်တော် airboy ပူပြီးနားတွေပါကျွတ်ထွက်သွားတဲ့ရှိကိုကျွန်တော်အဲ့လိုနားထောင်ပြီးတော့ဘယ်သူမှစကားမပြောဘဲနဲ့အဲ့လိုနေတယ်ဗျာ ကျွန်တော်အဲ့လိုပေါ့ကျွန်တော်လူသေးရေလို့ပဲကျွန်တော်တွတ်ထားတာတွတ်ထားပြီးတော့ထွက်လာတဲ့အချိန်မှာကျွန်တော်ကျွန်တော်အဲ့ဒီအပိုက်ကိုအဲ့လိုဝိုင်းပြီးတော့အားပေးကြတဲ့အချိန်မှာကျွန်တော်အော်ဒါလည်းကံကောင်းလို့နေပါဦးလူတွေသူအားပေးရောပါအဲ့တော့မသိပါဘူးသူတို့ကသူတို့အားပေးကြတာဘူဖုန်တွေကိုကြည်ပါ GOLD ကိုတွေ့ရတယ်တင်ရွှေဆွဲပြားစူပါရှင်ကြီးဖြစ်ပါပြီရွှေဆွဲပြားထုတ်နေဖို့အဖုန်တွေမှာဟော့လိုင်းနံပါတ်ကိုချက်ချင်းဆက်သွယ်လိုက်တော့နော် ဖြောပြေးပုံမှန်တိုင်းပါပဲအာဒီမှာဖြောပြေးစရာရှိတာရှိတာဆက်တွေ့လာတာလည်းအဲဒီမန်းလေးမှာလာဖြောပြေးဖြစ်တာပါအာပရိသတ်နဲ့မကြကနာတွေ့ဖြစ်တယ်ဒီကြားထဲမှာဟုတ်တယ်ဒါမတ်တရားတွေလို့ရှိတယ်မတ်တရားတော့အများကြီးပဲတစ်ခါတွေ့ရင်တစ်ခါအမတ်တရားတွေတော့ဖြစ်ပါတယ်အဲဒါပေမဲ့ဒီကြားထဲမှာခဏခဏတွေ့ရတာကိုယ့်ကိုယ်လည်းအဲ့လိုကျွန်တော်ကတွေ့ဖို့အစီအစဉ်မလုပ်ချင်သေးဘူးတကယ်တမ်းကျွန်တော်တခြားအရာတွေလုပ်နေတာလုပ်နေတာဆိုတော့ကျတော့အဲဒီပွဲဒီကြားထဲမှာမှပွဲဆက်ကလည်းနည်းနည်းများသွားလို့အများကြီးတွေ့ဖြစ်နေတာပေါ့နော်အာကျွန်တော်နောက်ပိုင်းအလုပ်လုပ်စရာရှိရင်တော့ထပ်ပြောင်းအောင်ပါ အော်ကျွန်တော်ကဟိုဘယ်လိုပြောမလဲဟို attention man မဖြစ်ချင်ဘူးယာအဲတည်င်းနေနဲ့ attention ဖြစ်ရတာတို့အဲတချင်းရလွယ်လို့ပေါ့နော်တချင်းရလွယ်လို့တချင်းနဲ့ attention ဖြစ်တာကလည်းအဲအရင်မြေတိုင်းခေါက်တိုင်းဖြစ်လည်းမကောင်းပါဘူး။ तू ကလည်းအဲ positive negative ပါတယ်တော့လေ။အဲအရာတိုင်းမှာအရင် attention ဖြစ်သွားရင်အဲ့လို positive negative ကပါလာတော့ကြောင့်ကျွန်တော်ကတခြားဟာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးအရင် popular မဖြစ်မဖြစ်ချင်ဘူးတခြားဟာတွေနဲ့ပတ်သက်အဲ့အမှုကျွန်တော်ကတခြားကိစ္စတွေနဲ့ပတ်သက်ပြီးတိတ်ထွက်လေထွက်တာမရှိဘူးအဲတိတ်ပြီးတော့ ဟိုဒီလိုထွက်ပြီးတော့ပွဲတွေပါဆိုတာလွယ်ရင်ပေါ့နော်တခြား activity တွေဘာမှတိတ်မလုပ်ဘူးအဲမလုပ်အခုလဲကျွန်တော်ပြန်ပြောက်ဦးမှာပြန်ပြောက်ပြီးပါရင်ကျွန်တော်ခွေလုံနေရတာကခွေလုံနေအဲ့ဒီခွေလေးလုတ်ပြီးသွားမှပြန်ထွက်လာတော့မှာဟုတ်တယ်ဂျားထဲမှာလွန်ခဲ့တဲ့တနစ်ခွဲလောက်ပေါ့နော်လွန်ခဲ့တဲ့တနစ်တနစ်လောက်ကတနစ်ခွဲတော့မရောက်သေးဘူးတနစ်ခွဲလောက်ကအဲကျွန်တော်ခွေထုတ်ဖို့လုပ်ထားတာအဲ့ဒီအဲ့ကလေးကကျွန်တော်ခွေထုတ်မယ်ဆိုပြီးအားလုံးပြင်ဆင်ပြီးတော့အဲကျွန်တော်စီစဉ်ပြီးသွားတဲ့အခါမှာကျွန်တော်ဒီဘက်မှာကျွန်တော်တို့ဒီရှမ်းမြောက်ဘက်မှာဒီစစ်ပေးပါညာတွေအဲအဲကိစ္စတွေအများကြီးဖြစ်တော့ကြတော့ ကျွန်တော်အဲ့မှာရွှေ့ပြောင်းရတယ်ကျွန်တော်ဒီဒီလွန်ခဲ့တဲ့တစ်နှစ်ခွဲကာလမှာကျွန်တော်အဲ့အဲ့ဒီအခက်ခဲတွေပေါ့နော်လူမှုရေးခက်ခဲတွေမိသားစုခက်ခဲတွေအဲ့အရာကြီးအများကြီးရှိရဲရှိတော့ကျတော့ကျွန်တော်ရှင်းလောက်ဖို့အတွက်ပျောက်သွားရတာပျောက်သွားတဲ့ရှင်းတိတ်မလုံနိုင်တော့ဘူးအဲ့ဒီဒီခွေခွေကို focus site တားတဲ့ဟာတွေလည်းပျောက်ကုန်တာပျောက်ကုန်ပြီးတော့ကျွန်တော်တခြားလူမှုရေးတွေပြီးတော့ကျွန်တော်တကူစာနေထိုင်ရေးရရှိဖို့ရေးအဲစာဝတ်နေရေးအဲ့အရာကြီးအများကြီးပဲပေါ့နော်ကျွန်တော်အဲ့အရာကြီးမစင်စားဘူးငယ်ငယ်တုန်းကအဲ့အရာတာဝန်ယူနေရတဲ့အချိန်ကာလဖြစ်တော့ပျောက်သွားတာပျောက်သွားပြီးတော့မှဒီဗိုလ်ကြားတဲ့ collaboration ထွက်ဖို့အတွက်အဲကံအချောင်းဖန်လာတော့ကြတော့ကျွန်တော်ထွက်ထွက်ဖြစ်တယ် ထွက်ဖြစ်တော့ကြတော့အဲ့မှာ attention ဖြစ်သွားပြီးတော့အဲအခုလိုမျိုးကျွန်တော်ပွဲတွေပါပြန်ထွက်နေရတာပေါ့နော်ဒါမဲ့ကျွန်တော်ဆိုချင်တဲ့သချင်းအလုံလောက်ကိုကျွန်တော်ထွက်လို့မပြန့်ချင်ရသေးဘူးကျွန်တော်အရင်တော့သချင်းတွေနဲ့ပဲစုံနေရအများအချင်းရကြုံထွက်ဖို့တချင်းဘလောက်ထိရအောင်ရှိလဲဆိုအများကြီးပဲထွက်ဖို့တချင်းတွေကအများကြီးပဲဒါမဲ့ခွေထဲမှာပါမဲ့ဟာကိုပဲအရင်ဥသားပြီးခြောက်ပြီးလောက်တာပေါ့နော်အဲကျွန်တော်တခါချို့ဟိုးရင်ရဲ့ interview တွေမှာလည်းကျွန်တော်ဖြည့်ရတယ်လို့တချင်းသစ်တွေမထွက်ဘူးလားမထွက်ဘူးလားဆိုကျွန်တော်တချင်းဟောင်းတွေတော့မထွက်ရသေးဘူးတချင်းဟောင်းတွေဟိုးရင်ရဲ့ကျွန်တော်တို့တချင်းဟောင်းပေါ့နော်အားလုံးတို့တချင်းသစ်ဖြစ်မဲ့ဟာတွေ အဲ့ဒါလေးကျွန်တော်ထွက်ဖို့လုပ်နေတယ်ပြီးတော့အဲ့ဒါလေးလည်းကျွန်တော်လက်ထဲမှာအများကြီးပဲဖြစ်နေတာအဲ့ဒါတော်တော်ကြီးများတယ်အဲ့ဒါထွက်ဖို့လုပ်နေတာကျွန်တော်အခုထွက်လာတဲ့သချင်းပုတ်ကြီးကအရင်နေသေးရခင်ဗျာအဲ့ဒါထွက်ဖို့ခွေလေးနဲ့အဲတတရရလေးထွက်လာနိုင်အောင်လုပ်လုပ်ဖိဖို့အတွက်စူးစမ်းနေပါတယ်အဲအဲ့ဒါတော့ကျွန်တော်အရင်လှုပ်ခြင်းလို့ဖြစ်ပါမယ်ကျွန်တော်အရင်လှုပ်ခြင်းလို့ဖြစ်မယ်ပြီးတော့ကျွန်တော်က focus စိတ်ကအဲ့ဒီတစ်ခုတည်းမှာပဲအာရုံစိုက်တယ်ခင်ဗျာဒီပိုကြတဲ့နဲ့လှုပ်နေတော့ကလည်းဒီပိုကြတဲ့နဲ့ ဒီတရှင် browser တစ်ခုလုံးမှာကျွန်တော်စိတ်နေထားတယ်အဲ quality ကိုလည်းအတည်တယ် quality ကိုတိုင်းလည်းစိတ်နေထားတယ်ကျွန်တော်အဲ့ဒီထုတ်လုပ်ပြန်ကြည့်ပိုင်းမရောက်မချင်းတချင်းစရခဲ့ရကျွန်တော်အဲ့ထင်မှာပဲစိတ်နေထားတယ်တခြားအဲအဲ့အချိန်ကာလတွေမှာဆိုအိမ်လည်းမဆက်သွယ်ဖြစ်ဘူးအဲပေါင်းစင်လူမှုရေးတွေဆိုတာလည်းကျွန်တော်နည်းနည်းပြက်ပြားရရှိတယ်အဲပြီးတော့အဲ့လိုနင်းနေညမမှန်တာတွေပါတယ်ကျွန်တော်အဲ့ဒီထဲမှာ focus ဆိုင်ပြီးတော့အချိန်အရန်ယူရတယ်ဗျအဲ့လိုအရန်ယူလိုက်လို့လားမသိဘူးအဲ့ဒီနဲ့ထိုက်တန်နဲ့ reset ပြန်ရတယ်လို့ပဲကျွန်တော်အဲ့လိုပဲအဲ့လိုပဲခံယူပါတယ် အဲလုံးဝထင်းတယ်ကျွန်တော်အများကြီးပြင်ဆင်ရအောင်ပါခင်ဗျာကျွန်တော်ကလောလောဆယ်မှာတခြားပေါ့နော်ဒီတချင်းရလွဲပြီးတော့ဘာမှမသိသေးဘူးကျန်တဲ့အဲ့လိုဘယ်လိုပြောရမလဲတခြားအပိုင်းတွေဥပမာစင်မော်မှာဆိုကျွန်တော်စင်မော်တက်ဝင်ကျွန်တော်တချင်းဆိုတာလွဲပြီးတော့ကျန်တဲ့ဟာတောင်တိတ်မပြောတယ်အဲ့လိုကျွန်တော်အကိုတွေပါတယ်ပြောတာပေါ့နော်အဲ့လိုပြည့်စက်ကိုစကားလေးပါတယ်ပြောပေးရတယ်လို့ပါတော့အဲ့ဒီတောင်ကျွန်တော်မလုပ်တတ်ဘူးအဲ့ဒီတောင်ကျွန်တော်ကြိုးစားပြီးလုပ်ယူရတာဗျာလုပ်ယူရဆိုတော့ကျတော့တခြားအပိုင်းတွေကကျွန်တော်လေ့လာမှာအများကြီးပဲဖြစ်အောင်ပဲအဲ့ဒီကကျွန်တော်ကြိုးစားပြီးတော့လေ့လာသွားပါမယ်ဒါပေမဲ့ဒီတချင်းလေးမှာပို့ပြီး iron site ဖြစ်နေရဆိုတာလည်း အလိုလိုဖြစ်နေတာပေါ့နော်လှုပ်ယူတာလည်းမဟုတ်ကျွန်တော်ကကျွန်တော်စိတ်ဝင်စားပြီးတော့နေဝင်နေရဆိုတော့နောက်ပိုင်းတော့တဖြည်းဖြည်းတော့တစ်စင်းမင်းတစ်စင်းရင်းကြလာမယ်လို့ဒီမှာလေအဲ့တချင်းစလုပ်တော့ကအဲ့တချင်းစလုပ်တော့ကအဲ့တချင်းအလိုဆိုင်းမစင်းပုံမစင်းထားလို့ကြတာအဲတကယ်တမ်းကိုယ်ကခုနကကျွန်တော်လှုပ်မယ်ဆိုပြီးတော့တချင်းနေပါဟိုဘယ်လိုပြောမလဲဖိုင်နေပါအအချမ်းမြင့်ချလာတဲ့အများကြီးရှိတယ်ဒါပေမဲ့အဲ့ဘူဇာတဲ့ကဘယ်လိုဖြစ်ပြီးလှုပ်ဖြစ်သွားလဲဆိုတော့အဲကျွန်တော်တို့အဲပြာပြာနဲ့လှုပ်ဖြစ်သွားတာဗျာဒါပေမဲ့တချင်းစပြီးတော့တည်တဲ့အခါမှာတော့တချင်းရည်တဲ့အခါမှာတော့ အဲဒီတရှင်ရဲ့ frame ကကြတော့ quest go air frame အဲဒီထဲမှာကျွန်တော် rap ဝင်ရေးရတာဝင်ရေးရချင်မှာသူက frame ပေးတဲ့ခါမှာအဲကျွန်တော်အဲ rap အဲကျွန်တော်အခုအားလုံးကြားကြတဲ့အဲမင်းကြိုက်တာမင်းလို့ဆိုတော့အဲအပိုက်ကိုကျွန်တော်ရေးတဲ့ခါမှာကျွန်တော်တော်တော်ပြင်ရတော်တော်ပြင်ရအဲ့ဒါကို၅កောက်လောက်လာမသိပြင်ရတယ်၅កောက်လောက်အ quest go ပြင်ရတာလည်းမဟုတ်ဘူးကျွန်တော်ကျွန်တော်ဘာနေကျွန်တော်ပြင်တာကျွန်တော်ကကျွန်တော်ပြင်လိုက်သွားပြီးဟွာဖြစ်လိုက်သူကတော့ဘာမှမပြောဘူးသူကတော့ကြားတယ်ကြိုက်တဲ့ပိုက်ထက်ဆိုပြီးပြောထားတယ်သူကတော့အဲ့လို freedom ပေးတယ်ကျွန်တော်ကအဲ့ပြင်ပြင်ပြင်ကျွန်တော်တာဝန်ကြီးရယ်ဗျာအ quest go နဲ့ အဲဒီ collab ပို့တယ်မှာကျွန်တော်အပိုင်းကြီးလေးစုပ်ပြတ်တဲ့နေရာလေးမဖြစ်ချင်ဘူးမဖြစ်ချင်တော့ကျွန်တော်အဲ့အရာလေးအဲ့တော့ကလေတော်တော် focus ဆက်ရတယ်အဲ့တော့ကအဲ့တချင်းရဲ့အမှတ်တရတော့ကျွန်တော်လှုပ်မှုတွေမှာတချင်းနေအားလုံးတွေမှာအပြင်းအထန်တချင်းပဲဒါပေမဲ့အဲ့ဒီအရှိကမင်းကြိုက်တာမင်းလို့ဆိုရဲအပိုက်ကကြတော့မပြင်းရဘူးအဲ့ဒါစရေးကလေးအဲ့ဒီပိုက်အဲ့ဒီအရှိက၄ပါးကအဲ့တိုင်းပဲထည့်တာပြင်မယ်လို့လုပ်တယ်ကွာဆိုတော့အဲ့ဒါမပြင်းနဲ့တဲ့အဲ့ဒါကြောထားလိုက်ဆိုတော့ကျွန်တော်အဲ့နောက်ကအပိုင်းနေအကုန်လုံးကတော့အစင်းစင်းအစင်းစင်းပြင်ထားရတာပေါ့အဲ့ဒါဘယ်လိုမှလည်းရှိလဲဆိုတော့မမထင်ဘူးပေါ့နော်မထင်ပါဘူးအဲ့အဲ့ဟာကြီးထွက်သွားတဲ့အခါမှာ အဲကျွန်တော်လိုအပ်ချက်ရှိသေးရဲ့လို့အဲ့တရှင်းတင်ခံနီးမှာလိုအပ်ချက်ရှိသေးရဲ့လို့ခံစားမိတဲ့အပိုင်းနေမြင်တယ်ထက်မြင်တယ်။ तू အဲ့လိုခဏ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 အချိန်ကြီးပေါင်းများဆိုတာစစ်မှာပြန်မြင်တဲ့ဟာလေးရှိတယ်ခင်ဗျ။အဲ့လိုဆိုကျွန်တော်တရှင်းတဲ့ပုတ်တဲ့ပုတ်ကိုမထွက်ခင်မှာအနည်းဆုံး1000ထိုင်းလောက်ရှိမှာထောင်ထဲရှိမှာခင်ဗျ။ကျွန်တော်နားထောင်တယ်။အဲ့ဒီ playlist ကျွန်တော် Airpods ကြီးပူပြီးနားတွေပါကျွတ်ထွက်ထွက်ရတဲ့ရှိကိုကျွန်တော်အဲ့လိုနားထောင်ပြီးတော့ဘယ်သူမှစကားမပြောဘဲနဲ့အဲ့လိုနေတယ်ဗျာ။ပြီးတော့အဲ့တရှင်းမှာလည်းကျွန်တော်နားထောင်နားထောင်နားထောင်အချိန်ကြီးစစ်ပြီးမှကျွန်တော်ဟိုဖြစ်လိုက်တာကြီး။အဲရိုက်ကူးရေးပိုင်းတွေကိုအားဆိုင်ရတာဖြစ်တဲ့အတွက်အဲ့တရှင်းကိုကျွန်တော်က တချင်းပိုင်းမှာနည်းနည်းလိုအပ်ချက်ပါသွားတာဗျာပါသွားတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုပေါ့ကျွန်တော်လိုသေးရလို့ပဲကျွန်တော်တွတ်ထားတာတွတ်ထားပြီးတော့ထွက်လာတဲ့အချိန်မှာကျွန်တော်ကျွန်တော်အဲ့ဒီအပိုက်ကိုအဲ့လိုဝိုင်းပြီးတော့အားပေးကြတဲ့အချိန်မှာကျွန်တော်အော်ဒါလည်းကံကောင်းလို့နေမှာပေါ့မြေသမီးတူကြီးကလည်းအားပေးရမြေသမီးတူကြီးအားပေးရောပါအဲ့တော့မသိပါဘူးသူတို့ကသူတို့အားပေးကြတာအဲနောက်ထပ်တခြင်းနောက်ထပ်ပြန်ပြောင်းမယ်ဆိုတာလည်းအကြိုက်တော့မဟုတ်ပါဘူးအချိန်တစ်ခုပေါ့နော်ဒါမဲ့ဒီကြားထဲမှာလည်းကျွန်တော်ခက်ဆစ်စိတ်လေးတစ်ခုခုထွက်ဖို့အတွက်လုပ်နေပါတယ် ဒါပေမဲ့ရိုက်ကူးလောက်ရမှာရမ်းပြင်းနေရရိုက်ကူးမလုံးချင်ဘူးအဲရိုက်ကူးလောက်ပိုင်းလုံးဖို့တော့အားနဲ့အားနဲ့ဝါလိုက်မယ်ဒါပေမဲ့ကျွန်တော်နောက်ပိုင်းမှာခွေတစ်ခွေထွက်လာဖို့ရှိပါတယ်အဲ့ဒီခွေလေးလောက်ပြီးသွားရင်ပြန်ထွက်လာခဲ့ပါမယ်အဲ့ခါကျမှအဲ့ခွေအကြောင်းနဲ့ပတ်သက်တာလေးအများကြီးထပ်ပြောပြပါမယ်